အရင်ချီးဥဖြစ်တဲ့သူတွေမှာပါတယ်အဲ့လောက်ကြီးလဲအဲ့လိုတိတ်ပြီးကယူမဆိုင်ဘူးသူကသူကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်အဲ့လိုမျိုးအဲ့လိုမျိုးလူတွေမှာပါတယ်ဟုတ်တင်းပြတို့တမရဲ့အယူမနဲ့စီစဉ်ရမှာသူ shooting မှာဆိုတော့ shooting ရဲ့ focus ကရိုက်ခွင်းပေါ်မှာပဲရှိရဲ့ကျန်တဲ့ဗာတိတ်တိတ်မရှိဘူးသူကသူဟိုနားရဲ့ချိန်ကြလို့ရှင်တယောက်တည်းထိုင်ပြီးတော့သူတရားထိုင်ထိုင်မထိုင်လို့ရှင်သူအိတ်နေရအဲ့တော့ဟိုအဲ့လို ACC ပဲဟိုစကားပြောချင်တဲ့ချိန်ကြရပြောတယ်တော်တော် ACC နေရသူအရှုတဲသူကအမြင်ရောရှိရအကုန်လုံးလည်းအလိုဆက်ဆက်နဲ့နောက်ပဲသူ့ရဲ့အပြင်ပုံတိုင်းပဲရိုက်ခွင်းမှာလည်းအဲ့တိုင်းပဲ အားလုံး welcome ပါ तू อ่ะရောက်ရခက်နေပြီမဲ့အပြစ်မလဲအဲ့လိုပဲဒါပေမဲ့ तू อ่ะစိတ်ထဲမှာတော့အမြဲတမ်းတရားမြေတဲ့မှတ်နေအဲ့အဲ့ဒါလည်းပါပဲနဲ့ तू อ่ะတော်တော်သူ့ရဲ့ life style အရန်ကောင်းတဲ့ life style တွေမှာပါတယ်အဲဒီကမှာ pure story 3ခုရှိရမှာ story 2မှာပါတာပေါ့နော်ဟို pure ဒီဒီရုံကန်းထဲမှာမတက်တဲ့သူတွေရှိရဲအဲ့အဲ့ဟာမှာဒီရုံက ဇီးဝါပေါ့နော်ခုတို့ team building တို့ကိုလွတ်လိုက်တာအဲ့အိမ်မှာဆက်ဘိုင်းဆက်ဖြစ်မယ်ဆိုတာအိမ်မှာဘာရစာနဲ့တွေ့ရတွေ့ပြီးဘိုင်းဆက်ဖြစ်မယ်ဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ရိုင်းနေတော့ကလည်းတကယ်မပြင်းရဘူးဘာရစာကိုကြည့်ရင်လည်းအဲ့လိုအော်ဘာရစာဆိုတာဘာရစာပဲဆိုတော့မြင်ရပါတော့ပြီးတော့အဓိကသူကလူငယ်တွေကိုလည်းအရင် support ပေးရညာလုံးပေါက်တွေရိုက်ရတဲ့အချိန်မှာလည်းသူကအဲ့လိုတော်တော်လေးသူ့အရွယ်နဲ့တော်တော် လုံနိုင်တယ်ဖူးနဲ့ဒန်းလို့နီးတူတကယ်ကိုတညလုံးသူရိုက်နိုင်တယ်ငါးရက်လောက်ဇက်တိုက်ဖို့ရိုက်ခဲ့ရဆိုတော့ဟုတ်ဘာရစားမှာသူ့ရဲ့ဟိုကိုပိုင်ဟန်လေးကအမြဲတမ်းပါတယ်ပေါ့နော်ဒါပေမဲ့အိမ်မှာမှာသူ့ရဲ့ character မှာမူတည်ပြီးတော့ဘလို့ပြောင်းလဲအောင်လုပ်သွားမလဲဆိုတာဒါတော့တပါးတွေကတော့တကယ်ကိုတကယ်ကိုကြွကြွချင်းချင်းပပိုင်နိုင်နဲ့လောက်သွားနိုင်ပါတယ်အဲ့ထဲမှာဆိုလို့ရှိရင်လည်းမြင်ရမှာပါအော်ဆက်ဆက်ချင်းတော့နည်းနည်း tension လေးရှိရပထမဆုံးရိုက်တဲ့ရက်တုန်းကအဲ့လိုမျိုးရှိရကိုကကလည်းစိတ်ပူတာလဲပါတာပေါ့နော်ဒါပေမဲ့ဟိုဘေးကလူတွေရောအကုန်လုံးကလူတော်တော် supportive တည်ရင်ဖြစ်ကြတော့အဆင်ပြေပြေနဲ့ပြီးသွားပါတယ်ဟုတ် ။အမအရင်ချိုးဖြစ်တဲ့သူတွေမှာပါတယ်။အဲ့လောက်ကြီးလဲအဲ့လိုတိတ်ပြီးကူးမဆိုင်ဘူး။သူ့ဟာသူကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်။အဲ့လိုမျိုးအဲ့လိုမျိုးလူတွေမှာပါတယ်ဟုတ်။အားလုံး welcome ပါ။ပေးထားတဲ့အတိုင်းပုံပဲသူ။ဟုတ်တယ်ဟုတ်တယ်။ဟုတ်တယ်။ အဲ့လိုလေးတွေလည်းသူရှိရဲသူသူ့ဘာသူသူ့ရဲ့ဟန်လေးနဲ့သူရအောင်သူလုပ်သွားပါတော့ဒါပေမဲ့ဒီ director နဲ့ရောကိုဝိန်းနဲ့ရောအဲ့လိုတေချာကိုဆွေးနွေးပြီးတော့လေ respect ရှိရှိလေးနဲ့အဲ့လိုဒီလိုလုပ်ရင်ရောရမလားအဲ့လိုမျိုးပြောပြီးတော့လုပ်တယ်အဲ့အဲ့ဒါလေးကိုမြင်ရတော်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 သဘောကျတယ်ဟုတ် shooting မှာတော့မရဘူးသူ shooting မှာဆိုတော့ shooting ရဲ့ focus ကရိုက်ခွင်းပေါ်မှာပဲရှိရဲကျန်တဲ့ဘာတိတ်တိတ်မရှိဘူးသူကသူဟိုနားရဲ့ချိန်ကြလို့ရှိရင်တယောက်တည်းထိုင်ပြီးတော့သူတရားထိုင်ထိုင်မထိုင်လို့ရှိရင်သူအိတ်နေရအဲ့တော့ဟိုအေးစစ်စစ်ပဲ ဟိုစကားပြောချင်တဲ့ချိန်ကျရင်ပြောတယ်တော်တော်အေးဆင်းနေရတယ်သူကအရှုတဲသူကအမြင်တော့ရှိရအကုန်လုံးလည်းအလိုဆဆနနောက်ပဲသူ့ရဲ့အပြင်ပုံတိုင်းပဲရိုက်ခွင်းမှလည်းအဲ့တိုင်းပဲဘဘလေသူ့ရဲ့ပုံကသူကအမြင်တဲ့တရားမြဲမှတ်မှတ်တယ်ဟုတ်တရားမြဲမှတ်တယ်ဆိုတော့လေသူကရောက်ရခက်နေပြီမဲ့အပြင်မှာလည်းအဲ့လိုပဲဒါပေမဲ့သူကစိတ်ထဲမှာတော့အမြင်တော့တရားမြဲတဲ့မှတ်တယ်အဲအဲ့ဒါလည်းပါပဲနဲ့သူကတော်တော်သူ့ရဲ့ life style အရန်ကောင်းတဲ့ life style ထဲမှာပါတယ် ။အဲ့လိုဘူးတော့အပြင်မှာအဲ့လိုကြီးမတွေ့မတွေ့ဖြစ်ဘူး။အရင်ဟိုငငယ်လေးတုန်းကပဲဟိုသွားပြီးတော့တွေ့ဖြစ်တာပေါ့နော်အခုနောက်ပိုင်းကျတော့အိတ်ကားရိုက်ပြီးတော့မှအခုတော့ဒီတောက်ရှိုးတက်ရက်ပဲတေချာတွေ့ဖြစ်တယ်ပေါ့နော်ဟိုကျန်တဲ့ရက်တွေတော့အဲ့လိုကြီးတွေ့ဖြစ်တာမရှိဟုတ်ဘူးမကွာဘူးဒီတိုင်းပဲအိတ်ဘာဘာရစားပဲဟုတ်